သက်၁၂နှစ်အရွယ်နဲ့ငလင်းပေးမှာနိုင်ငံတကာခေစင်ရေးဖွဲ့တွေအတွက်စကားပြန်လို့ရင်နာမည်ကြီးလာနေမင်းကလေးမင်္ဂလာပါရှင်ပါမီစနာမကျူဆူလိုက်ပါနေညငလင်းပေးမှာရွှေနေမလိုက်အောင်ထူးချုံထက်မြက်ပြီးခေစင်ရေးဖွဲ့တွေနဲ့လူတွေကြားဆက်သွယ်ပြောဆိုနိုင်အောင်ဘာသာပြန်ဖြစ်လုပ်ကိုင်ပေးနေတာကမနှမ်းတီဝီပါအလုံးတီကြတဲ့အတိုင်းမြန်မာနိုင်ငံဟာမြင်းကလေးဘေးကိုစိုးစုံချီနေတဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အထူးသဖြင့်မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မြင်းကလေးချောင်းတနိုင်ငံလုံးတိုင်းတာပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာပါယခုတခါငလင်လောက်တာဟာမြန်မာနိုင်ငံရဲ့ငလင်သမိုင်းမှာပြက်စီးဆုံးရှုံးမှုတတော်လေးကိုကြီးမားခဲ့တာဖြစ်ပါတယ်။ဒီလိုငလင်ရဲ့ပြက်စီးမှုအားဟာမြန်မာနိုင်ငံကကူညီကယ်ဆယ်ရေးလုံဆောင်နိုင်စွမ်းကိုကျော်လွန်နေတာကြောင့်လေနိုင်ငံတကာကကူညီကယ်ဆယ်ရေးဖွဲ့တွေကိုဖိတ်ခေါ်ရတာဖြစ်ပါတယ်။ ဒါကြောင့်လေတရုတ်အိန္ဒိယရုရှားစင်ကာပူမလေးရှား UAE VNN စတဲ့ကုညီကယ်ဆယ်ရေးဖွဲ့ရင်းများကြီးရောက်ရှိနေတာပါဒီလိုကုညီကယ်ဆယ်ရေးဖွဲ့ရင်းများစွာရောက်ရှိလာခြင်းနဲ့အတူလိုအပ်လာတာက စကပြန်းနေဖြစ်ပါနေအထူးသဖြင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာတယောက်ရဲ့ပြောစကားကိုတယောက်နားလည်ဖို့ရည်ကြည်တာပါဒါကြောင့်လေစကပြန်းနေများစွာလိုအပ်နေတာဖြစ်ပါနေ ဒါကြောင့်စေတနာဝန်ထမ်းတွေစကပြန်နေများကြီးလိုအပ်နေတယ်လို့တချို့သောလူငယ်လေးတွေကလည်းစေတနာဝန်ထမ်းဘာသာပြန်ဖြစ်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီလိုစေတနာဝန်ထမ်းများစွာရှိတဲ့ထဲကမှထူးထူးခြားခြားသက်ဆနှစ်အရွယ်ကလေးသားသားဖြစ်ပေမဲ့လူသက်များစွာကိုကဲတင်နေတဲ့အရေးကြီးတဲ့နေရာမှာတာဝန်ထမ်းဆောင်နေတာက အသက်ဆနှစ်အရွယ်မိန်းကလေးငယ်နန်းထေဝီဖြစ်ပါနေ နန်းဒီဝီကဒီလိုဘာသာပြန်စည်တနာဝန်ထမ်းလုပ်ခဲ့တာနဲ့ပတ်သက်လို့အဖိုးဖြစ်သူကစောင့်လုပ်ရေးလုပ်တာကြောင့်ကရင်းနေကူညီကယ်ဆယ်ရေးမှာ ပါဝင်ရင်းအိန္ဒိယကူညီကယ်ဆယ်ရေးဖွဲ့မှာဘာသာပြန်လိုအပ်နေတာကြောင့်ဝင်းကူညီဖြစ်တာလို့ဆိုပါတယ်ဒါပြင် သူမဟာမိန်းကလေးဆိုပေမယ့်အကိုရီမောင်နေနဲ့နေများတာကတချောင်းအဖိုးဖြစ်သူ ဆောက်လုပ်ရေးလုပ်တာကြောင့်အပြန့်စည်းတွေထိခိုက်မာတွေကိုစိတ်မပူပဲတတ်နိုင်သမျှစကပြန်တာဝန်ကိုရဲဝံစွာထမ်းဆောင်နေတာဖြစ်ပါတယ်။ အခုဆိုမနန်းဒေဝီဟာအိန္ဒိယနိုင်ငံကကုညီကယ်ဆယ်ရေးဖွဲ့ရင်းနဲ့တူအနေရရှိပြီးပြောချနေတဲ့အဆောင်အုံကြီးမှာတပ်ရှင်လျက်ပိတ်မိနေတဲ့သူတွေကိုကယ်တင်ရမှာရေးကြည့်တဲ့စကားပြန်တာဝန်ကိုထမ်းဆောင်နေတာဖြစ်ပါတယ်။ကယ်ဆယ်ရေးတာဝန်ဆိုတာကလူသတ်နဲ့ရင်းထားရတာဖြစ်ပါတယ်။အထူးသဖြင့်ဒိတ်ပေတစ်ချက်လေးတောင်လွှဲလို့မရပါဘူး။ ဒါပြင်ငလင်တန်းချောင်းပြိုကျနေတဲ့ဆောင်းနေသားတွေမှာသွာလာလှုပ်ရှားနေတာကမနန်းတီဝီလိုသက်၁၂နှစ်ရွယ်ကလေးမလေးတွန်းအနေရများလွန်လာပါတယ်။ဒါပြင်တခန့်တလေဆိုလူသေးလောင်းတက်ပေါ်ရီတွေကျန်ရည်သူမိသားစုဝင်တွေနဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေပြောတဲ့ဝန်ထမ်းဆရာစကားတွေကိုလည်းမနန်းတီဝီကဘာသာပြန်ပေးရတာဖြစ်ပါနေ။ဒါပေမဲ့လေမန္တန်တီဝီကတော့ရေရံဝုံဝမင်းငလင်ပေးရတယ်မှာကိုတက်နိုင်သမျှလိုအားလေးနဲ့ပါဝင်ကူညီနေတာဖြစ်ပါနေ လူတွေကတော့တန်ငယ်ငယ်လေးနဲ့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်သလိုကိုတက်နိုင်သမျှတာဝန်လေးနဲ့ငလင်ပေးရန်ရဲ့ကြားရောက်နေချိန်တစ်ဖက်တစ်လမ်းကကူညီနေတဲ့အပေါ်မှာမန္တန်ဒေဝီကိုချီးကျူးနေကြတာဖြစ်ပါနေ။မန္တန်ဒေဝီကတော့ငလင်ပေးနဲ့ပတ်သက်လို့မန္တလေးမြို့မှာကူညီရလိုအပ်နေတဲ့အခြေအနေတွေကြောင့်စေတနာရှင်ပြည်သူတွေအနေနဲ့တက်နိုင်သမျှပါဝင်လူတန်းကြဖို့လဲဖိတ်ခေါ်ထားပါတယ်။ ပရိသတ်တွေကရောသက်ဆနှစ်နှစ်အရွယ်နဲ့ငလင်ဘေးမှာနိုင်ယာတာဝန်ထမ်းကစကံပြန်လုပ်နေတဲ့မနန်းထေဝီနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုပြောသွားပေးကြပါအောင်ရှင်။